တောမတ်တူချယ်ကဒါအင်္ဂလန်လက်ရွေးစင်အသင်းတဲ့ debut အနေနဲ့ကစားသမားအသစ်၂ယောက်ကိုပွဲထုတ်ခဲ့တယ်။ခန်းစစ်ကြောင်းမှာနယူကာဆယ်မှာတကယ်ဒီအာဒီတောက်လျှောက်ခြေစွမ်းပြနေတဲ့ဝိုင်းရင်နောက်ခံလူဒါဒန်ဖန်းကိုတုံးခဲ့တယ်။ဒန်ဖန်းဆို32နှစ်ကျော်မှအင်္ဂလန်လက်ရွေးစင်အသင်းမှာရွေးချယ်ခွင့်ရခဲ့တာ။အင်္ဂလန်အတွက်ပထမဆုံးကိုစားပြုခွင့်ရကစကယ်လီကတော့18နှစ်အမှပဲလက်ရွေးစင်ကိုစားပြုခွင့်ရပြီးတော့စကယ်လီရဲ့ကစားသမားဘဝအပြောင်းအလဲကတော်တော်ကိုကျန်းခဲ့တယ်ပေါ့နော်။လွန်ခဲ့တဲ့ကျွန်တော်တို့6လလောက်ယာဒီအစပိုင်းလောက်ကိုပြန်သွားကြည့်မယ်ဆိုရင်စကယ်လီဆိုတာ အာဆင်နယ်ရဲ့ Gary Drag ဇာသမားဆိုတာထက်မပို့ဘူးပေါ့နော်ဘယ်သူမှလည်းမသိတယ်လို့အာဆင်နယ်ပြည်သက်တွေတော့မှစကယ်လီရဲ့ခြေစမ်းကိုထထဲဝင်သိလားလို့မေးရင်ရာစီကျိုးခြေစမ်းပွဲလေးအကြောင်းမှသူ့ကိုစကယ်လီကိုမြင်ဘူးတာဒါပေမဲ့အခုအချိန်မှာစကယ်လီကဥရောပရဲ့အထွန်းတောက်ဆုံးကျယ်ဝင်းစားသမားတွေကတယောက်ဖြစ်လာခဲ့ပြီးအင်္ဂလန်ရဲ့အနာဂတ်မှာထွန်းတောက်လာမယ့်ကျယ်ဝင်းစားသမားပရီးမီးယားလီးရဲ့စောင့်ကြည့်ရမယ့်လူငယ်စားသမားဖြစ်လာသလိုဒီပုံစံအတိုင်းသာပုံမှန်နေရာရလာမယ်ဆိုရင်ဒုခဲရဲ့အသင်းမှာအားကိုးရမယ့်စားသမားတောင်ဖြစ်လာနိုင်တယ်ကံကောင်းတာက သူဒီလိုအောင်မြင်လာဖို့အတွက်ဂျန်နဲ့ကစားသမားတွေကအလိုလိုလမ်းဖယ်ပေးလိုက်ရတယ်တော့ဖြစ်သွားအင်္ဂလန်မှာလည်းအခုဆိုရင်ဘယ်ချမ်းမှာလောက်လောက်လာလာအားကိုးရမယ့်ကစားသမားတယောက်မှမရှိဘူးသူရှိမှဒီလူးဝစ်ဟောကနျူကာဆယ်မှာကောင်းကောင်းခြေစွမ်းပြနေဒါပေမဲ့လူးဝစ်ဟောကလည်းတိုင်မဲမတိုင်ခင်မှာဒဏ်ရရသွားတယ်ဘယ်ချမ်းအတွက်ကစားနိုင်တဲ့ကစားသမားကတယောက်မှမပါမလာတာဒန်ပန်ဆိုတာလည်းလိုအပ်ချက်ရတာဘဲတောင်မန်မှာထွက်ပြီးတော့နျူကာဆယ်အတွက်ကစားနေမယ်သူက ဖူးဖက်စစ်စစ်မဟုတ်ဘူးတခြားဘယ်နောက်ခံလူလဲကောင်းကောင်းမွန်မွန်တယောက်မှမရှိဘူးရှေ့မှာချီဝဲတို့လူရှော့တို့ကစားခဲ့တာဒီစားသမားတွေက injury prone နဲ့သူတို့ရဲ့အကောင်းဆုံးပုံစံကိုမရတော့သလိုပြီးခဲ့တဲ့ဒီ Euro ပြိုင်ပွဲမှာလည်းဘယ်ချမ်းမှာ Trippier လိုကစားသမားမျိုးကိုထည့်သွင်းရတဲ့အထိဖြစ်ခဲ့တာဆိုတော့ဘယ်ချမ်းမှာဘယ်သူမှမရှိချိန်မှာသူ့ကိုရယုံယုံကြည်နေနေရာပေးတယ်ဒီစားသမားလေးကလည်းအသင်းအတွက်ခြေစွမ်းပြပြီးတော့ကိုသွင်းနိုင်ခဲ့သလိုဒါ Man of the Match ကိုလည်းအင်္ဂလန်အသင်းကသူ့ကိုပေးလိုက်တယ်ဆိုတော့သူဖြစ်ပါလာဖို့အတွက်အင်္ဂလန်နဲ့မဟုတ်ဘူးအာဆင်နယ်မှာလည်းဘယ်ချမ်းမှာလောလောလာလာကစားသမားတယောက်မှမရှိဘူး ဘယ်ကျမ်းမှာသုံးနေတဲ့ကျွန်တော်ဒါဇင်ချန်ကိုကဒံယာရီနဲ့ရုံးကန်နေရတယ် defensive ပိုင်းအားနေတယ်နီးပြားမကြိုက်ဘူးနောက်ထပ်ဒီဘယ်ကျမ်းမှာကစားလို့ရတဲ့တင်ပါကဗန်ဝိုက်ဒံယာရသွားကြောင်းညာကျန်းကိုထွက်ကစားရတဲ့အချိန်မှာဘယ်ကျမ်းအတွက်ကစားလို့ရတဲ့ကစားလမ်းမှာတော်တော်နဲဝါတယ်ဘောကန်စစ်အတွက်ခေါ်ထားတဲ့ကလာဖီယိုရီကိုသုံးတော့လေကလာဖီယိုရီကချက်ခိုင်မှုပြဿနာတွေဒံယာပြဿနာတွေနဲ့ဘယ်ကျမ်းမှာထင်သလောက်ပုံစံကောင်းမပြနိုင်ဘူးခီဗီရောကလည်းဘယ်နောက်ခံလို့စစ်စစ်မဟုတ်တဲ့အတွက်ကြောင့် IT ကစားလမ်းမှာတွေကအလိုလိုဒံယာတွေရ ်ပေါ်ထွက်ခွင့်နေပျောက်ဆုံးချိန်မှာသူကပေါ်ထွက်ခွင့်ရပြီးတော့အာဆင်နယ်ရဲ့အခုဆိုရင်ဒါ first fight ဇာသမာတောင်ဖြစ်လာခဲ့တယ်အခု Calafiori ထက်တန်ရသွားအောင်လက်ကျန်ရသည်မှာသူ့ကိုပဲအားကိုးကစားအောင်မယ်သူပေါင်းမြောက်လာဖို့အတွက်ရှေ့ကစီနီယာဇာသမာတွေကအလိုလိုလမ်းဖယ်ပေးပြီးတော့ Skelly ကတော့ကန်တရားရဲ့ဖေးမမှုတွေလည်းအများကြီးပါတယ်လက်ရွေးစင်မှာကိုစားပြုတ်ခွင့်ရခဲ့သူ့အတွက်တော့ဒီချိန်က ကောင်မောက်ပေါ့မှာအမြင့်ဆုံးအခိုက်အတန့်လို့ပြောလို့ရတယ်ဒီခြေစွမ်းကိုစက်ထိန်ထားဖို့လိုတယ်တူချေအတွက်ကိုစိန်ခေါ်မှုတွေတော့ကျွန်တော်မြင်မိတာတော့ကိုစုံအရှင်းမှာပြောလို့ပဲဘယ်နောက်ခံလူနေတာအင်္ဂလန်အတွက်စိန်ခေါ်မှုတွေဖြစ်နေကြပြီယူရိုမှာလူရှောအကောင်းဆုံးခြေစွမ်းပြခဲ့ပြီးတော့ယူရိုဖိုင်နယ်မှာရှုံးနေသွားပြီးနောက်ပိုင်းတွေကလူရှောကဒိုင်ယန်ပြဿနာတွေရုံးကန်နေရတယ်ဘန်ချီဝဲလည်းရုံးကန်နေရတယ်အဲ့နောက်ပိုင်းတွေကအင်္ဂလန်မှာဘယ်နောက်ခံလူမရှိတော့ထရီဘီယာကိုလူအချက်အရရွှေကစားရတာတွေဝေါ်ကာသွားကစားရတာတွေပုံမှန်ဘယ်နောက်ခံလူမဟုတ်တဲ့ကစားမားတွေကစားဝင်ဖြည့်ကစားပေးတာတွေအများကြီးကြုံခဲ့တယ်ဒီချိန်မှာတော့လူးဝစ်ကယ်လီက အင်္ဂလန်ရဲ့ဘယ်နောက်ခံလူတွေအဖြေတစ်ခုများဖြစ်လာမလားအသက်အရွယ်ကအများကြီးအတွေ့အကြုံလူသေးတယ်အများကြီးသူ့မှာတင်ယူစရာရှိသေးတာမှတ်ပေမဲ့အနာဂတ်မှာတော့အင်္ဂလန်အသင်းအတွက်အားကိုးရမယ်ဘယ်နောက်ခံလူတယောက်ဖြစ်လာနိုင်တယ်ဆိုတော့ပထမဆုံးဒေဗျူပွဲမှာသွင်းကိုတကူနဲ့ဒါဂန်တွင်တွင်မဲ့အင်္ဂလန်ရဲ့အသက်16နှစ်ပဲရှိသေးတဲ့လူငယ်ကစားသမားတွေထဲမှာဘယ်လိုအဖွင့်ပွဲမှာဂိုးသွင်းနိုင်တဲ့ လေးယောက်မြောက်ကစားသမားလည်းဖြစ်လာခဲ့တဲ့ရှေ့မှာဝိန်းရူနီတို့မိုက်ကယ်အိုဝင်တို့လိုကစားသမားတွေအသက်ငယ်ဆုံးဆိုတော့တော်တော်ဒါတော်တော်ဂုဏ်ယူစရာကောင်းတဲ့မှတ်တမ်းပါဒီလိုလုံနိုင်ခဲ့တဲ့ရှေ့မှာလက်ဂျန်ကစားသမားတွေကလည်းတကယ်ကိုတိုက်စစ်နဲ့တကယ်အင်္ဂလန်ရဲ့တကယ်ဒေးဒေးကျဲကစားသမားတွေဆိုတော့လူးစ်ကယ်လီအတွက်တော့တော်တော်ဂုဏ်စရာကောင်းတဲ့ဒါအမှတ်တရပွဲဖြစ်လိမ့်မယ်ထင်တယ်